မတ်လ25ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့စစ်ကောင်စီတို့မတ်လ23ရက်ကတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းလူမှုကွန်ရက်မှာရေးသားဖော်ပြမှုတွေနဲ့ပတ်သက်လို့ဒီသတင်းကမှန်ကန်မှုမရှိဘူးလို့သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပြောဆိုပါရရှင်။ပြည်တွင်းရွှေဈေးကွက်မှာအခောက်ရွှေတစ်ချက်သား7.80နာကတ်လာနေပါပြီ။ဒီနေ့မတ်လ25ရက်မနက်ပိုင်းက ြင်ပရွှေအယောင်းဝယ်ဈေးကွက်အတွင်းအခောက်ရွှေ16ပဲရေအဖွင့်ဈေးတန်းမှာအဝယ်ကျပ်69တိန်2000နဲ့အယောင်းကျပ်68တိန်5000ရှိခဲ့တာဖြစ်ပါရရှင်။တနင်္သာရီတိုင်းရေပြူမြို့နယ်ရေးတဝယ်လမ်းပိုင်းမှာမနေ့ကစစ်ကောင်စီတပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ပြီး RPG အပါအဝင်တနက်9လက်သိမ်းနိုင်ခဲ့တယ်လို့တဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ဒူရကစစ်ကြောင်းတာဝန်ရှိသူကပြောပါရရှင်။ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ကတရုတ်နိုင်ငံသားပိုင်မိုးကချုပ်စက်ရုံမှာ အလုတ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားတဲ့အလုတ်သား၈ဦးမင်းညကဖမ်းဆီးခံရပါတယ်ပြီးတော့ဆက်ယုံတွင်ပြဿနာတွေပြင်ပအဖွဲ့အစည်းကိုမတိုင်ကြားဖို့နဲ့မလိုက်နိုင်ရင်အခုအပတ်စဉ်မှာစစ်မှုထမ်းခေါ်မဲ့စည်ရင်ထဲထည့်သွင်းမယ်လို့ချင်းချောက်ပြီးတော့ပြန်လွတ်ခဲ့ကြောင်းသိရပါတယ်ရှင်